ေကန်ရောက်မြန်မာရွှေပြောင်းလုပ်သားတွေအတွက် CI စောက်ပြုလုပ်ပေးရမှာပွဲစားတွေကြောင့်ဝန်ကြီးဌာနရဲ့စေတနာကိုအပြည့်အဝမခံစားရကြောင်းမတ်လ၁၆ရက်နေ့ကထိုင်းနိုင်ငံရဲ့အလုပ်သမားတွေနဲ့တွေ့ဆုံစဉ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနအမြင့်မ်းတွင်းဝင်ဦးမျိုးအောင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မတ်လ18ရက်နေ့မှာအလုသမာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနအမြင့်တန်းတွင်းဝင်ဦးမျိုးအောင်ကထိုင်းနိုင်ငံမဟာချိုင်ရှိ CI ပြုလုပ်ရေးစကန်လုပ်ငန်းခွင်တီကွင်းစင်ပြီးလုပ်ငန်းအဆင်ပြေစေရေးလမ်းညွှန်ရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အလုသမာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနအမြင့်တန်းတွင်းဝင်ဦးမျိုးအောင်က CI စောက်ပြုလုပ်ပေးနေခြင်းကိုအချင်းချင်းပြန်လည်ဝေမျှဖို့လည်းပြောခဲ့ပါဗျ။ ILO မြန်မာမှာအရာရှိများထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ရုံမှလုံသမားတန်အရာရှိများပါဝင်တဲ့အဖွဲ့မ မတ်လ18ရက်နေ့မှာ CI စာရုပ်ထုတ်ပေးဆန္ဒများထဲမှာစမုပရာတန်မဟာချိုင်ဆန္ဒတင်းတဲ့နှစ်ကိုတော့ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့လို့သိရပါဗျ။ CI စာအုပ်လာရောက်ပြုလုပ်ကြတဲ့အလို့သမားတွေက CI စာအုပ်လာရောက်ပြုလုပ်ရမှာပွဲစားတွေရဲ့ခေါင်းပုံဖြတ်မှုအခြေအနေနဲ့မတရစဈေးတွေကိုတိုင်းုံနေမှုတွေကိုအလို့သမားဝန်ကြီးဌာနဘက်ကတင်ပြခဲ့ကြပါဗျ။မြန်မာလူသမားတွေအနေနဲ့ စီအိုင်ဆောင်းရှောက်ထားရမှာထိုင်းနိုင်ငံရှိ7-11 store ဆိုင်တွေမှာစာအုပ်ခါဘန်းဝေ300ပေးသွင်းရမှာဖြစ်ပြီးဝန်ဆောင်ခါ7ဘက်စုစုပေါင်းဘန်းဝေ330တာပေးသွင်းရမှာဖြစ်ပါတယ်။စီအိုင်ဆောင်းရရှိပါကအလို့ရှင်ဖြစ်သူရဲ့စာရစာသံများကိုယူဆောင်ကနယ်မြေတောမထိုင်းလဝက်ကရုံကိုတွားရောက်ပြီးဗီဇပြုလုပ်ရမှာဖြစ်ကဗီဇပြုလုပ်ရမှာဘန်းဝေ900ပေးဆောင်ရမှာဖြစ်ပါတယ်။ ဗီဇာရရှိပြီးနောက်နမည်လုံသမားဌာနဂျာဟာငန်ယုံကိုတွားရောက်ကဝက်ပါမစ်ဆောင်းနဲ့ပန်းရောက်ဘက်ကတ်ကိုလဲလှယ်ရမှာဖြစ်တယ်လို့သိရပါဗျ။